မြန်မာနိုင်ငံမှာတဘာဝကေဘေးကြီးတွေကြုံရတိုင်းစစ်ဘုတ်ချုပ်တွေရဲ့တခုတည်းသောဂျိုးပန်းအထုံးမှုကတော့၎င်းတို့ရဲ့အာဏာခြေခံဆောက်အုံရိုင်းနေသွားသလားဒါမှမဟုတ်စိန်ခေါ်ခန်းနေရပြီလားဆိုတဲ့ချက်ကိုပြည်လောဆန်းစစ်ကြပြီးပြန်လည်ခိုင်မာတောင့်တင်းအောင်ပြီးဆောက်ကြခြင်းဖြစ်ပါတယ်။ဒီချက်ကိုမလ28ရက်နေ့စကိုင်းငင်နောက်ပိုင်းတွေ့ရှိခဲ့ရသလိုလွန်ခဲ့တဲ့18ရက်2008ခုနှစ်မေလ2ရက်နေ့က မြမသမိုင်းမှာဖျံအပြင်းဆုံးနာခဲ့ဆံကလုံးမုန်တိုင်းကြီးတက်ခဲခဲချိန်တုန်းကလည်းမြမပြည်သူတွေတွေ့ကြုံခဲ့ရဘူးပါလေနာခဲ့မုန်တိုင်းကြောင့်ပြည်သူတသိန်းကျော်သေဆုံးပြီးလူပေါင်းနှစ်သန်းခွဲဦးမဲ့အိမ်မဲ့အတိတ်ဒုက္ခရောက်နေတဲ့ကြားမှာပဲအာနာရှင်အောင်တန်းရွှေဟာတိုင်းပြည်အာနာကိုစစ်ဖို့ကြုတ်တွေကသာရာသက်ပန်ထင်းချုပ်ကျိုးကန်ခွင့်ရမယ်အာနာအုံမြင့်၆ဘွဲကြီးဖြစ်တဲ့နာခဲ့ဖွဲ့သိမ်းပုံခြေကဥပဒေပြည်သူဆန္ဒခံယူပွဲကိုမေလ၁၀ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ် ။သိန်းနေချီသေဆုံးသူတွေရဲ့ရက်လယ်နာရီကျင်းပနေကြခြင်းမေလ10ရက်ကပြုလုပ်ခဲ့တဲ့အဲ့ဒီဆန္ဒခရင်ပွဲကိုနာဂေမွန်တိုင်းဘေးဒဏ်အသင်းခန်းစားခဲ့ရတဲ့မြို့နယ်တွေကိုချဲ့လက်ပြီးမြို့နယ်298မြို့နယ်မှာကျင်းပခဲ့ပြီးမြေနာဂေမွန်တိုင်းပြည်ရက်တရက်ဘက်3မိကြာမေလ24ရက်နေ့မှာမွန်တိုင်းဘေးဒဏ်အသင်းမြို့နယ်48မြို့နယ်မှာလည်းထပ်မံကျင်းပခဲ့ပါတယ်မေလ26ရက်နေ့မှာတော့ တနိုင်ငံလုံးလူဦးရေ58.5သန်းရှိတဲ့နယ်ဆန္ဒမဲလာရောက်ပြီးသူ98.1နှစ်ရာခိုင်နှုန်းရှိပြီးထောက်ခံမဲပြီးသူ92.48ရာခိုင်နှုန်းရှိတယ်လို့ဆန္ဒခရင်ဝဲရလက်ကိုစစ်ဆိုးရကထုတ်ပြန်ခဲ့ပါတယ်။နာခဲမုံတိုင်းလုံးတပတ်ကြာတနိုင်ငံလုံးပူဆွေးတော့ကဖြစ်နေခြင်းမုံတိုင်းဘေးကိုတုံးချပြီးတန်းရွှေဟာ၎င်းရဲ့အာနာအုံမြင့်6ဘွဲကိုရွှေ့ဆိုင်းခြင်းမရှိပဲဆင်းရဲဒုက္ခပင်လယ်ဝင်နေကြတဲ့ပြည်သူတွေကိုအတင်းကျပ်မဲထက်ခိုင်းပြီး ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ယာကိုင်နှုန်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။တနည်းအားဖြင့်မက်ဆန်နာရှင်တရားမှာ62ဦးက၎င်းတို့ကိုထောက်ခံတယ်လို့မျက်နှာပြောင်တိုက်ကြေညာရတဲ့အာနာရှင်ရဲ့အဆက်သိခါမေ့မှုတွေပြည်သူတွေကြားမှာပြောတရားစကားပင်မရှိဖြစ်ခဲ့ရပါတယ်။နောက်6နှစ်ကြာ2014ခုနှစ်လူ့ရေသကောင်စင်းချက်လက်တွေကိုကုလသမဂ္ဂအကူအညီနဲ့တင်းစိန်အစိုးရကကောက်ခံရမှာ နိုင်ငံလူဦးရေ51.4%ကိုတန်းရှိကြောင်းကြေညာခဲ့ပါတယ်။နာဂေချီဦးကို စနခင်ဝဲလုတ်စင်က လူဦးရေထက်6.3%တန်းကျော်ရောင်းနေပျောက်ဆုံးနေတာကိုတွေ့ရပြီးအဲ့ဒီချိန်ကျမှတန်းရွှေရဲ့လိန်ညာတွေဘူးပေါ်တယ်လို့ပေါ်လာပါတယ်။စစ်ဗိုလ်ချုပ်တွေဟာဒီကိစ္စကိုနှုတ်ဆက်နေခဲ့ကြပြီးတော့ရက်သားလွတ်တော်မဲ့တချို့လွတ်တော်တွင်မိကုံထုတ်တန်တဲ့တဲ့ကြားခဲ့ရကနောက်ပိုင်းမှာတော့တိတ်ဆိတ်သွားပါတယ်။ ပြည်သူတွေကတော့တိကြပြီမယ်လေဘာမှမတက်နိုင်ခဲ့ကြပါဘူးစစ်ဘုဟောင်းတချို့ကတော့အဲ့ဒီကာလတွင်နိုင်ငံသားတချို့ပြည်ပထွက်ခွာလုံလုံကြတာကြောင်းလို့စင်ကြေပြီးကြပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့လူဦးရေဟာစေသွနှစ်ပေါင်းများစွာ မပြောင်းမလဲတိုးပွားနေပြီးလူဦးရေကျဆင်းတဲ့နိုင်ငံအမျိုးအစားမဟုတ်ပါဘူးဦးတန်းရွှေတက်ရှိထင်ရှားရှိနေပါသေးတယ် လူပေါင်း6သန်းကျော်ပျောက်ဆုံးသွားတဲ့ကိစ္စဖြစ်ရှင်းမှုတာဝန်ရှိဆုံးသူဟာတန်းရွှေဖြစ်ပါတယ်။တန်းရွှေကိုဆက်ခံသူအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနာဂိတ်ခြေဥ်ကြောင့်ပြောတိုင်းပြီးသူ92.48ရာခိုင်နှုန်းထောက်ခံထားတဲ့ခြေဥ်ဖြစ်တဲ့အကြောင်းအကြိမ်ကြိမ်ရွတ်ဖက်လေးရှိပြီးတော့သူ့ဆီဟာလိန်ခဲ့တဲ့အတိုင်းထက်ခါထက်ခါလိန်ညာနေသူဖြစ်ပါတယ်။အာနာရှင်အောင်တန်းရွှေရဲ့စိတ်နေစိတ်ထားဟာစစ်ဘုတ်ချုပ်တွေရဲ့စိတ်နေစိတ်ထားကိုမှန်ကန်ဆုံးလေ့လာအကဲဖြတ်နိုင်တဲ့ စံပြုတ်သင်ခန်းစာတစ်ခုဖြစ်ပါတယ်၎င်းရဲ့နာဂိတ်ဖွဲ့သီးပုံခြေခံဥတွေဟာတဘာဝဘေးထယ်ဆိုးပါတဲ့လူသက်ရန်နေရာကြီးဖြစ်လာတာကို2021ခုနှစ်စစ်အာဏာသိမ်းမှုနဲ့တူပြည်သူတွေပြင်ဆိုင်ကြုံတွေ့နေကြရပြီဖြစ်ပါတယ်အာဏာရှင်အောင်တန်းရွှေဟာနာဂိတ်ခြေဥကိုတက်သွင်းပြီးတဲ့အခါ၎င်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်နောက်ကျောင်းပြန်တရားစွဲဖမ်းဆီးထောင်ချမဲ့အန်ရယ်ကနေလွတ်မြောက်ခဲ့ပြီးနာဂိတ်ချီဦးရဲ့ကာကွယ်မှုကိုပြေဝရရှိသွားခဲ့ပါတယ် ဒါဟာတန်းရွှေအနေနဲ့နာဂက်ကက်ဘေးကိုသုံးချပြီး၎င်းရဲ့ဂျိုးစီဝါကို ကာကွယ်ဖို့လှုပ်ဆောင်ခဲ့တဲ့တပ်တွေပဲဖြစ်ပါတယ်။တန်းရွှေဟာ2010ပြည့်နှစ်မှာရွေးကောက်ပွဲကိုမှာရွေးမရှိသေးချာစီစဉ်ပြီး၎င်းရဲ့စစ်ဆိုးရဖွဲ့ဝင်တွေကိုလူဝတ်လက်ခိုင်းပြီးတော့ရက်သားနိုင်ငံရေးသမားတွေအတွင်ဖန်ဆင်းပြီးတိုင်းပြည်ကိုဆက်လက်ဥဆောင်ဈေးခဲ့ပါတယ်။၎င်းကိုယ်တိုင်နဲ့ထိတ်တန်းစစ်ဘိုလ်ချုပ်ကြီးတို့ချို့သာယာဒူကားနေအားယူခဲ့ပါတယ်။ တန်းရွှေဟာစစ်ဘက်နဲ့ရဲဘက်အာဏာခြေခံစောက်အုံတွေကိုနှစ်ရှည်လများစိတ်တိုင်းကြစီစဉ်ခဲ့ပြီးအာဏာဖြန့်ခွဲမှုတွေပြုလုပ်ခဲ့ပြီးတော့၎င်းရဲ့လက်အောက်ငယ်သားစစ်ဗိုလ်ချုပ်တွေကို အာဏာခွဲဝေပေးခဲ့ပါတယ်။သမရအာဏာရရှိသွားတဲ့တိန့်စိန်ဟာစစ်ဆိုးရမှာဝန်ကြီးချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး၎င်းတို့ရဲ့လက်ထဲအာဏာခိုင်မြဲသွားပြီလို့ယူဆပြီးတော့ဒေါန်ဆန်းစုကြည်ကို နေရုပ်တစ်ခုလိုကစားဖို့ကြင်စီခဲ့ပါတယ်။ဒါပေမဲ့ဦးသိန်းစိန်ရဲ့ခြေလှမ်းတစ်ချက်အမှားက ဒေါန်ဆန်းစုကြည်ကို2015ခုနှစ်ရွေးကောက်ပွဲမှာခွက်ခွက်လန်ရှုံးနေမှုနဲ့ရင်ဆိုင်လဲရပြီးမလွဲပေးခြင်းနဲ့အာဏာကိုတွေ့ပေးခဲ့ရပါတယ်။အဲ့ဒီချိန်ကစလို့ကြန့်ခိုင်ပါတီတွင်းမှာရှိတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေစိတ်မနိုင်ခဲမရဖြစ်ခဲ့ပြီး6လတွင်အာဏာပြန်ယူမယ်လို့ကြေငြာခဲ့ကြပါတယ်။ဒါပေမဲ့ဒေါန်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအကြီးချင်းကြောင့်အခွင့်မတားခဲ့ကြပါဘူး။ဒီလိုနဲ့2020ပြည့်နှစ်ရွေးကောက်ပွဲရာသီရောက်ရှိလာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကိုဗစ် -19 ရောဂါကပ်ဘေးကိုမြန်မာနိုင်ငံမှာလည်းစတင်ရင်ဆိုင်လာရချိန်ဖြစ်ပါတယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်တဲ့ဒေါက်ဆန်းစုကြည်ဦးဆောင်နဲ့ရွေးကောက်ခံရတားဆူရကရှေ့တောင်အာရှမှာကိုဗစ်ကပ်ဘေးကိုအကောင်းဆုံးတုတ်ပြန်ဆောင်ရွက်နေတာကြောင့်နိုင်ငံတကာရဲ့ချီးကျူးခြင်းခံနေရချိန်လည်းဖြစ်ပါတယ်။ ကိုဗစ် -19 ကပ်ဘေးမှာဥဆောင်မှုပေးခဲ့တဲ့ဒေါန်ဆန်းစုကြည်ကိုရွေးကောက်ပွဲမှာပြည်သူတွေကမဲအပြတ်သက်နဲ့ထက်မှန်ရွေးချယ်ကြလိမ့်မယ်ဆိုတာကိုစစ်ဗိုလ်ချုပ်တွေအထင်ရှားတွေ့မြင်လာရပါတယ်။ဒါကြောင့်မဲစစ်တဲ့ဂျော်ဒန်နောက်ခံပြုတ်ထားတဲ့ကြံ့ခိုင်ရေးပါတီကောင်းဆောင်ဗိုလ်ချုပ်ဟောင်းတွေကရွေးကောက်ပွဲရွှေ့ဆန်းရေးကြေကြေလောင်လောင်ဟစ်ကြွေးခဲ့ကြပါတယ်။တကယ်တော့အဲ့ဒီလောက်ရဟာဖြစ်အားပြင်းမုန်တိုင်းကြောင့်တိုင်းပြည်ဒုက္ခကြီးကြေကြရောက်ခဲ့တဲ့အချိန်မှာ ပြည်သူ့ဆန္ဒခရင်ဝဲကိုမရှိဆိုင်ခဲ့ပဲအတင်းကျပ်လုပ်ခဲ့တဲ့စစ်ဘုတ်ချုပ်တွေရဲ့မိချောင်းမျက်ရည်ဖြစ်ပြီးအတိတ်မေ့လွယ်ကြတဲ့နိုင်ငံရေးပါတီတွေကထောက်ခံခဲ့ကြတာကိုလည်းမမေ့သင့်ပါဘူးရွေးကောက်ပွဲမှာရှုံးနေရင်အာဏာသိမ်းမှု စီစဉ်ရေးဆွဲထားတဲ့မြောင်းလိုင်ဟာဒီချက်ကိုအာဏာသိမ်းခဲ့ရတဲ့အကြောင်းတရားတစ်ခုဖြစ်သုံးချခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီ အစည်းအဝေးတွေမှာ မကြာခဏထုတ်ဖော်ပြောဆိုမှုတွေကတက်တည်ခံနေပါတယ် နိုင်ငံတော်အာဏာကို1962ခုနှစ်ကတည်းကနီလမြင့်မြို့နဲ့ထိန်းချုပ်ထားတဲ့စစ်ဘုတ်ချုပ်တွေရဲ့လိင်ညာစကားတွေကိုယုံစားကြသူတွေထဲမှာနိုင်ငံတကာတိုင်ဝန်တွေကအစိုးရခေါင်းဆောင်တွေတန်တမန်တွေပညာရှင်တွေလည်းခက်ဆက်ဆက်အများပြားပါဝင်ခဲ့ကြပါတယ်။အာဏာကလွှဲလို့ဘေးရကူမှလေးမထတတ်တဲ့မြန်မာစစ်ဘုတ်ချုပ်တွေနဲ့ထိတွေ့ဆက်ဆံမှသာမြန်မာပြည်နာကိုဖြေရှာနိုင်မယ်လို့၎င်းတို့တွေယနေ့ချိန်ထိယုံကြည်နေကြဆဲဖြစ်တာဟာအံ့ဩဖွယ်ရာကောင်းလာပါတယ်။ အဲ့ဒီသူတွေထဲမှာရှီတောင်အာရှနိုင်ငံများတင်အာဆီယံရဲ့ခေတ်ဆက်ဆက်ခေါင်းဆောင်တွေထိတ်ဆုံးကပါဝင်ပါတယ်။ယနေ့အာဆီယံလက်ချဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကဆလို့နိုင်ငံတကာတိုင်ဝန်ဟာစစ်ဘုတ်ချုပ်တွေပေါ်မျှော်လင့်နေကြဆဲဖြစ်ပါတယ်။အာနာဂါလွဲလို့ဘေယာကူမှဂယူးမဆိုင်တတဲ့စစ်ဘုတ်ချုပ်တွေရဲ့အစ္စဒစိတ်ရိုင်းကိုမှန်ကန်စွာရှုမြင်သင်ခန်းစာယူနိုင်ခြင်းမရှိကြတာကိုလည်းမျက်မြင်တွေ့မြင်နေရပါတယ်။ အခုခါစစ်ကောင်စီဥက္ကဋ္ဌယုံဝန်ကြီးဌာနနှင့်ဝန်ကြီးဖြည့်တာဝန်ယူထားတဲ့မင်းအောင်လှိုင်ယုံကြည်စိတ်ချရတဲ့လူနည်းစုတွေမှာတဦးဖြစ်တဲ့စစ်ဘိုလ်ဟောင်းကိုကိုလိုင်ရဲ့လွန်ခဲ့တဲ့18နှစ်နာခဲ့တဲ့ဘဝပြီးအန်ရကြီးကြောက်ရောက်ချိန်တုတ်ပြန်ပုံစိတ်နေစိတ်ထားနဲ့မင်းအောင်လှိုင်ကိုတိုင်စကိုင်းငင်ပြီးကြောက်ရောက်ချိန်တုတ်ပြန်ပုံစိတ်နေစိတ်ထားတွေကိုမြန်မာနောင်းကလေ့လာခဲ့ပါတယ်ဒီဆရာတပည့်နှစ်ဦးရဲ့တုတ်ပြန်မှုတွေကနေတဆင့်မြန်မာစစ်ဘိုလ်ချုပ်တွေရဲ့စိတ်နေစိတ်ထားကိုအကောင်းဆုံးထင်ရှားစေနိုင်တဲ့ နောက်ထပ်စံနမူနာဖြင့်ပြည်သူတွေနဲ့နိုင်ငံတကာတိုက်ဝန်းကိုပြန်လည်ထုတ်ဖော်တင်ပြလိုပါတယ်။ပထမအနေနဲ့ကိုကိုလိုင်ဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာအရင်သိထားဖို့လိုပါတယ်။1986ခုနှစ်စစ်တကသူအကြောင်းဆင့်ပြီးပြည်နှံဝင်ရရှိဖြစ်လာတဲ့ကိုကိုလိုင်ဟာအနာရှင်အောင်တန်းရွှေလက်ထက်စစ်ဘိုတိုင်းဝိုင်းမှာရှာရှာပါပါစစ်ဘိုသူတေသနာပညာရှင်တူဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2004ခုနှစ်မှာရက်ဘက်ယာဒူးနဲ့ပြင်ကြားရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ် 2017ခုနှစ်မှာဗိုလ်ချုပ်ကြီးဟောင်းဘွားကနေတမရဖြစ်လာတဲ့တင်းစင်အစိုးရရဲ့တမရအကြံပေးအဖွဲ့ဝင်ဖြစ်လာတဲ့အထိစစ်ကောင်းဆောင်တွေရဲ့ယုံကြည်မှုကို အစဉ်အဆက်တိဆောက်ယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။တန်းရွှေစစ်စိုးရလက်ထက်မှာ ကလောင်ဝက် မြို့မြို့နဲ့သတင်းစာတွေမှာဝါဒဖြန့်ဆောင်းမတွေရေးသားခဲ့သူလည်းဖြစ်ပါတယ်။2008ခုနှစ်မေလနေ့ရက်နေ့နာခင်မုံတိုင်းတက်ခဲ့ပြီးမေလ29ရက်နေ့ထုတ်ကြေးမုံသတင်းစာမှာကိုကိုလိုင်က လိုင်အောင်ကလောင်မီနဲ့ နှစ်ကူးမှာတော့ပြည့်ဖူးတို့ဝေချပေးလိမ့်မည်ဆိုတဲ့ဆောင်းပါးကိုရေးသားခဲ့ပါတယ်။အဲ့ဒီဆောင်းပါးဖွင့်ပထမစာပိုက်မှာ မကောင်းဆိုးရွားမုံတိုင်းကိုပင်ကြံဖန်ကျေသူတင်ရသည်ဆိုတဲ့ကိုကိုလိုင်ရဲ့ရေးသားချက်ဟာပြည်သူပေါင်းတသိန်း၄000ကျော် ဖြုတ်ခနဲ့ရင်းနှစ်သေးဆုံးရပြီးဘီတို့ကစူဂျီတွေကနေရှင်သန်ချင်ရဲ့သူတွေဝန်နေပူဆွေးတော့ကရောက်နေချိန်စစ်ဘုတ်ချုပ်တို့ရဲ့အစ္စဒါစိတ်ကိုမှန်ကန်ဆုံးဖော်ပြခဲ့တဲ့စံပြုတ်သင်ငန်းစာဖြစ်ပါတယ် အဲ့ဒီစာပိုက်ပြည်သူကတော့နာဂေမွန်တိုင်းကြောင်အရှိမသစ်ပင်ကြီးတပင်လဲကျသွားခဲ့သောကြောင့်၎င်းဖះငါးစုကုန်းပေါ်မှာသစ်ပင်များလေတံခံရ၍ရှစ်သမျှသစ်ရွက်သစ်ခက်များလေနောက်ပါသွားကအယိုးပြိုင်ပြိုင်ဖြစ်ကုန်ကြ၍၎င်းမြင်ဝင်းရှင်းတော်သောကြောင့်အိမ်ဝင်နာမှလမ်းမျောကြည့်လိုက်ရင်ရွှေရောင်တဝင်းဝင်းနဲ့ရွှေတကုံဖះကြီးကိုအထက်ပစ်စင်နာထီဖူးမျောခွင့်ရခဲ့သည်ရခင်ကညအခါဆလိုက်မီးအောင်မျှတာမြင်ရပြီးကံကောင်း၍စင်မှုတော်ကိုမြင်ခွင့်ရခဲ့ရမှာ နာခေကျေးဇူးကြောင့်မပင်မမန်းဖျားဖူးရဘေးသည်ဟုမကောင်းဆိုရမုံတိုင်းကိုပင်ကြံဖန်ကျေးဇူးတင်ရသည်လို့ရေးသားခဲ့ပါတယ်ဒီစာကိုကိုကိုလိုင်းဘလို့စိတ်ထားနဲ့ရေးသားနိုင်ခဲ့တာပါလဲအဲ့ဒီချိန်ကကိုကိုလိုင်းဟာပြည်သူတွေငြိမ်ဝှက်ပြည်ပြားစီဖို့အာနာရှင်အောင်တန်းရှည်ဆိုရရဲ့ဝါရဖြန့်မိုင်းတိုင်းမှုမျိုးစုံကိုတာဝန်ယူလှုပ်ဆောင်နေတဲ့စစ်အရာရှိတဦးဖြစ်တယ်ဆိုတာကိုမမေ့အပ်သင့်ပါဘူး ကိုကိုလိုင်ရဲ့ဆောင်းပါးကိုသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါကိုကိုလိုင်ဟာ၎င်းရဲ့အက်တာစိတ်ကိုကောင်းမြင်စိတ်ရှိလေဟန်အဲ့ဒီဆောင်းပါးမှာဖော်ကျူထားပါတယ်။မုံတိုင်းဘေးစိုးကြီးကြောက်ရွံ့ခဲ့သည့်တိုင်စစ်ဘူတွေရဲ့ဘာသာတာသနာရေးဘလောက်ကန့်ရှင်းကြောင်းသူမတူအောင်ကြွားလုံးထုတ်မှုကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့လည်းစစ်ဘူကျိုးတွေရဲ့ပြည်သူတွေပေါ်လူသားဆန္ဒစိတ်ကင်းမဲ့မှုလူသားတူးမှရှိရတဲ့လူသားဆန်တဲ့စိတ်ထားတွေပျောက်ဆုံးနေမှုတွေကိုအဆိုပါစာပိုက်မှာရှင်းရှင်းလင်းလင်းတွေ့မြင်နေရပါတယ်။ ခုခါမှာလဲကိုကိုလိုင်ရဲ့အရှင်သခင်ဖြစ်တဲ့မင်းအောင်လိုင်ရဲ့စကိုင်းငင်ဘေးကြီးပြီးတုတ်ပြင်ပုံကလည်းအလားတူဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။မလ20ရက်နေ့ကစကိုင်းငင်ကြီးလွတ်ခဲ့ပြီး၄ရက်ကြာမှာစစ်ကောင်းဆောင်မင်းအောင်လိုင်က မာရဝီဇေယဇကျင်ကျောက်စင်းတူကြီးငရင်ဘေးတင်မတင်တွားရောက်စစ်ဆေးကြောင်စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီကျောက်စင်းတူကြီးငရင်ဘေးလုံးဝမတင်ခဲ့ကြောင်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုစင်ခံတင်ပြကြရမှာမင်းအောင်လိုင်က အဲ့ဒီကြောက်စင်းလူကြီးစတင်တိဆောက်စင်ကပင်လေပြင်းတိုက်ခဲမှုတန်ခဏရေးမြင်းငင်တန်ခဏရေးနဲ့တဘာဝဘေးအန္တရာယ်များမှခံနိုင်မှုရှိစေရေးစနစ်တကျတွက်ချက်တိဆောက်ခဲ့မှုနဲ့ခေမီနိပညာများအသုံးပြုတိဆောက်ခဲ့မှုကြောင့်ယခုကဲ့သို့ပြင်းထန်ငရင်ဖြစ်ပေါ်ခဲ့သည့်အချိန်တွင်တင်းဆောင်ခြင်းနှိမ့်ကြခြင်း တွဲဆက်ထားသည့်ပိုင်းများကွဲအပ်ခြင်းတို့လုံးဝမရှိခဲ့ခြင်းဖြစ်ကြောင်းကြွားလုံးထုတ်ခဲ့ပါသည် မင်းအောင်လိုင်းနဲ့ကိုကိုလိုင်းဆရာတပည့်နှစ်ဦးနာခဲမုံတိုင်းနဲ့စကိုင်းငင်ရဲ့အလွန်၎င်းတို့ရဲ့ဘာသာရေးကမ်းရှိုင်းပုံကြွားလွန်သီးသီးထုတ်ကြခြင်းကရှာရှာပါပါတိုက်ဆိုင်မှုတော့မဟုတ်ပါဘူးဒါဟာစီဘုချုပ်တွေရဲ့အစ္စဒတွင် အာနာယမခိုးတွေပြည့်ရှင်ကိန်းအောင်နေတဲ့မန်နေရဲ့မကောင်းဆိုးဝါးစိတ်တက်ကိုအများပြည်သူရှေ့မောက်မှာဘာသာရေးကမ်းရှိုင်းလေဟန်ပုံဖော်ထားခြင်းဖြစ်ပါတယ် နာဂိတ်ကိုကျေးဇူးတင်ခဲ့တဲ့ကိုကိုလိုင်ဟာစကိုင်းငင်ဘေးကြီးကြာရောက်ခဲ့ပြီးလူသက်ထောင်ထဲချီတည်ကြည်ခဲ့ရခြင်း။အိုးအိမ်ပေါင်းတောင်းထဲချီပြိုကျပျက်စီးခဲ့ရခြင်း။ပြည်သူပေါင်းသိန်းထဲချီနေချင်းညာချင်းလမ်းဘေးမှာတဲထိုးပြီးဆင်းရဲဒုက္ခခံစားနေရခြင်းမှာမင်းအောင်လိုင်ရဲ့စစ်ကောင်စီဥက္ကဋ္ဌယုံဝင်ကြီးနှစ်ဖြစ်နေပြီးအာဆီယံလူသားချင်းစာနာမှုဆိုင်ရာကူညီပေးရေးစင်တာရဲ့ကူညီပေးရေးလုပ်ငန်းတွေမှာစစ်ကောင်စီဘက်ကနေတာဝန်ယူဆောင်ရွက်နေသူတူးလည်းဖြစ်နေတာကိုတွေ့ရပါတယ်။ ဒုက္ခဆင်းရဲတွေနဲ့ကြောက်ရွံ့နေတဲ့မြန်မာပြည်သူတွေဖို့တဘာဝဘေးအနေကြီးတွေကြောက်ရွံ့တိုင်းထောင်သောချီတဲ့ပြည်သူတွေအသက်သေဆုံးကြရအိုးရင်စည်းစိမ်တွေဆုံးရှုံးကြရတိုင်းနိုင်ငံတကာတိုင်ဝန်ကြီးကပြေးရောက်ရှိလာပြီးဝိုင်းဝန်းကူညီဖေးမကြလို့သာငါတို့ကိုကူညီမဲ့သူတွေရှိပါသေးလားလို့ဆိုပြီးဘဝတွေပြန်လည်ထူထောင်နိုင်ရေးစိတ်ခွန်အားယူချရပါတယ် ဒါပေမဲ့လည်းမင်းအောင်လှိုင်နဲ့ကိုကိုလှိုင်တို့လိုစစ်ဗိုလ်ချုပ်တွေရဲ့ပြည်သူကိုစစ်ခင်းဘုံကျဲတက်ဖြတ်နေခြင်းကြောင့်ပြည်သူတွေဆင်းရဲဒုက္ခရောက်ကြရမှုဟာတဘာဝဘေးဒုက္ခထက်အစများစွာဆိုးဝါးပြီးမဆုံးနိုင်တဲ့ဒီစစ်ဘေးဒုက္ခကိုနိုင်ငံတကာတိုက်ဝန်းကပြီးခဲ့တဲ့လေးနှစ်လုံးလုံးလက်ပိုက်ကြည့်နေခဲ့ကြတာကတော့ကျင့်ဝတ်သိက္ခာကင်းမဲ့လွန်းလာပါလေအခုခါနာဂစ်ခြေကံဥတွေဟာလူသက်ရန်နေရာကြီးဖြစ်နေတာကြောင့် ဒီရန်ရာကြီးကိုဖြိုချပြီးစစ်အာဏာရှင်စနစ်ခြုံငုံရေးကိုပြည်သူတွေရဲ့စုပေါင်းညီညွတ်မှုအပြင်ဆက်လက်တိုက်ပွဲဝင်ကြရမှာဖြစ်တဲ့ကြောင်းတုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ